ယူရိုနိုင်ငံကတော့သူ့နိုင်ငံမှာကီလိုမီတာ1000နီးပါးပြစ်ခတ်နိုင်တဲ့မဆိုင်တွေရှိလာပြီလို့ကြေညာလာပါတယ်။အတိတ်ဘယ်ကတော့အမေရိကန်တိရောက်ပြစ်နိုင်တယ်ဆိုတဲ့သဘောပါ။ကမ္ဘာပေါ်ကဘယ်နိုင်ငံကိုမဆိုးရောက်ပြစ်ခတ်နိုင်ပြီးရောနျူကလ িয়ার လက်နက်လည်းတက်ပြီးရောပြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီလက်နက်တက်ကတော့အရင်တော့ကယူရိုမှာရှိနေတဲ့မဆိုင်ဟောင်းတွေနဲ့စာလို့ရှိရင်အများကြီးတလုံးတယ်လို့လည်းပြောပါတယ်။ဒါဆိုရင်ဒီလက်နက်ကယူရိုမှာတကယ်ရှိနေပြီလား။ တကယ်ရှိခဲ့မယ်ဆိုလို့ရှိရင်တော့အိန္ဒိယနဲ့ပါကစ္စတန်တို့ထက်တော်မှတာနေပြီလို့တော့ပြောလို့ရပါတယ်ပါကစ္စတန်နိုင်ငံကအဝေးဆုံးပြစ်ခတ်နိုင်တဲ့မဇိုင်းအကွာအဝေးကတော့ကီလိုမီတာ2900ပဲရှိပါတယ်အိန္ဒိယနိုင်ငံပိုင်ဆိုင်ထားတဲ့မဇိုင်းတွေအဝေးဆုံးပြစ်ခတ်နိုင်တာကတော့ကီလိုမီတာ9000ပါပဲဒီတော့ဒီကိစ္စကတကယ်ဖြစ်နိုင်ခြင်းရှိလားမရှိလားကစဉ်းစားစရာဖြစ်လာပါတယ်တကယ်တော့ပိုင်ဆိုင်ခဲ့လို့ရှိရင်အိန္ဒိယနဲ့ပါကစ္စတန်တို့ထက်ကိုတာလွန်ပြီးတော့ကမ္ဘာမှာအဆင့်အကြီးနိုင်ငံဖြစ်လာမှာပါမိတ်ဆွေတို့အနေနဲ့ဒီကိစ္စကိုဘယ်လိုမြင်ပါသလဲသူအမေရိကန်ပြောနေတယ်လို့ tema, la... ဒါမှမဟုတ်ရင်ဟန်ကိုဘိုးဆိုတဲ့အချက်ကိုအတုံးချပြီးတော့ပြောနေတယ်လို့ထင်ပါသလားအရင်တော့ကသူကနာကနာပြောနေတဲ့အီရန်နိုင်ငံကနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုဆိုတဲ့အကြောင်းကိုတော့အခုအချိန်ထိကိုတက်တည်မပြနိုင်သေးပါဘူးအီရန်နိုင်ငံနျူကလ িয়ার မပိုင်ဆိုင်မှုအတွက်ကိုတော့အစ္စရေးနဲ့အမေရိကန်ကခဏခဏဘုံတွေကျဲစစ်တွေဖြစ်ပြီးတော့ဥချိုးနေတာတော့တွေ့ရပါတယ်ဒါပေမဲ့အမေရိကန်နျူကလ িয়ার ပိုင်ဆိုင်ပြီးတော့အခုလိုကီလိုမီတာသောင်းနီးပါးအမေရိကန်တိကျအောင်ပြစ်နိုင်တဲ့မဇိုင်းတွေကိုပါထပ်ပြီးပိုင်ဆိုင်သွားပြီဆိုလို့ရှိရင်တော့တော်တော်လေးကိုချိန်ချောက်မှုတစ်ခုဖြစ်လာနိုင်ပါတယ်စစ် န်နဲ့နဲ့ပတ်သက်ရင်ဘေးနိုင်ငံမှာအထင်သေးလို့မရသလိုအထင်လဲကြီးလို့မရပါဘူးတကယ်လဲရှိရင်ရှိနိုင်သလိုဟုတ်ရှင်ပါလေဟုတ်မှာပါစုံဒီနာတော့ခဲကြတဲ့သူတွေအနေနဲ့ဒီကိစ္စကဖြစ်နိုင်ရင်မဖြစ်နိုင်ရင်ဆိုတာကိုအပြော်တမ်းဝင်ရောက်ဆွေးနွေးပြသလို့ရပါတယ်ဗျာ